အကိုတော်ရဲ့မျိုးအောင်မှုကြောင့်အမွာကိုဝန်ကိုလွှဲထားရတဲ့ကလေးများမိခင်ပိုးကြဖြစ်ခင်ပရိသတ်များလုံးမင်္ဂလာပါရှင် Celebrity MM ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကိုယ်တိုင်ကတော့ကလေးတယောက်ပဲမွေးချပေမဲ့ခင်မုံဖြစ်သူအကိုထွန်းရဲ့ကျေးဇူးတရားတွေကြောင့်ကလေးလေးယောက်မိခင်ဖြစ်နေတာကတော့ပိုးကြဖြူခင်ဖြစ်ပါတယ်။ပိုးကြဖြူခင်ကအရင်အောင်မြင်နေပေမဲ့ကလေး၃ယောက်အဖေမောက်ဆိုးဖို့တထေးကြီးနဲ့လက်ထပ်သွားခဲ့ရပါ။အဲ့ဒီချိန်မှာပဲသူမအတွက်ကလေး၃ယောက်ကအော်တိုပါလာခဲ့ပြီးတော့အိမ်ထောင်ပြူပြီးပြီးချင်းမှာပဲကလေးအမေဘဝကိုခံယူခဲ့ရပါတယ်။ တိတ်မကြခင်မှာပဲသူမရဲ့ရင်သွေးလေးဖြစ်တဲ့ตาလေးစိန်ဦးဦးကိုမွေးဖွားခဲ့ပြီးတော့ကလေးလေးယောက်မိခင်ဖြစ်ရက်တည်နေခဲ့ရပါနေချင်းညာချင်းဆိုတယ်လို့ကလေးမိဘဝကိုခံယူလိုက်ရပြီးတော့အနုပညာအလုပ်တွေတောင်မလုပ်ရတော့ဘဲအနားယူနေခဲ့ရတဲ့ဘိုးချဖြူခင်ကအခုချိန်မှာတော့ကလေး၆ယောက်အမေဘဝကိုရောက်ရှိတော့မှာဖြစ်ကြောင်းသတင်းတွေကြားသိခဲ့ရပါတယ်။ဒုမရဲ့ခင်မုံဖြစ်သူတထေးကြီးအကိုထွန်းကအရင်ဇနီးတဲ့နဲ့လေကလေး၃ယောက်ကိုမွေးဖွားထားခဲ့ရပါ ပိုးကြပြုကင်းနဲ့လက်ထပ်ပြီးမကြခင်မှာနောက်ထပ်အရင်သွေးလေးကိုမွေးဖွားခဲ့ပြီးတော့အရန်ကိုမျိုးအောင်လွန်ပြီးတော့စွမ်းဆောင်မှုအားကောင်းလွန်းတာကြောင့်နောက်ထပ်တစ်ချိန်ကိုဝင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့အရင်ထက်ပိုပြီးတော့ထူးခြားစွာနဲ့တာမန်ကိုဝင်မဟုတ်ပဲအမွာကိုဝင်ကိုလည်းထားရအောင်စွမ်းဆောင်နိုင်ခဲ့ရကြောင်းအမျိုးသားတို့ကြီးတစ်ခုလုံးကလည်းအကိုထွန်းကိုအားကျနေခဲ့ပါပြီအကိုထွန်းကပိုးကြပြုခင်မွေးပေးရဲ့တသားမိမိလေးတွေအများကြီးကိုလိုချင်နေဆိုပြီးတော့ပူဇော်နေခဲ့ရပါပိုးကြပြုခင်ကလည်းတေချာစဉ်းစားပြီးရဲ့နောက်မှာတော့အကိုထွန်းရဲ့တောင်းဆိုချက်တွေကိုလက်ခံခဲ့ပြီးတော့ဇနီးမောင်နဲ့နှစ်ယောက်ရေခဲတောင်ထိပါတက်ပြီးတော့ကြိုးစားကမျိုးအောင်လာခဲ့ရဖြစ်ပါတယ်ရေခဲတောင်မှာမျိုးအောင်လာခဲ့ပြီးကိုဝင်ရရှိလာခဲ့ပြီးဖြစ်ကြောင်းကိုလည်းအကိုထွန်းကဝမ်းသာစွာနဲ့ ဲ့အတည်ပြုလာခဲ့ပါတယ်။အခုတော့အကိုထွန်းနေနဲ့ပို့ပြီးတော့ဂုံယူစရာကောင်းတာကရိုးရိုးကိုဝင်မဟုတ်ပဲအမွာကိုဝင်ဖြစ်နေရာကြောင့်အမွာလေးတွေရဲ့ဖခင်ဖြစ်ရတော့မယ့်ဘဝကိုဂုံယူနေခဲ့ပါတယ်။ကိုဝင်ကနှစ်လဝန်းကျင်ရရှိပြီးဖြစ်ပြီးတော့အထရာဆောင်တက်မှတ်ရဲ့ချက်တွေအရာအမွာလေးတွေဆိုတာအတော်လေးကိုတည်ကြနေခဲ့ရပါ။တိတ်မကြခင်မှာတက်မှတ်ထိုက်ရိုက်ပြီးတော့စစ်ဆေးသွားမှာဖြစ်ပြီးရခဲ့လာတဲ့အမွာကိုဝင်ကိုရရှိလာတဲ့အတွက်ပိုးကြပြုခင်တို့လည်းအရန်ကိုဝမ်းသာနေခဲ့ပါတယ်။အကိုထွန်းကတော့ပထမဇနီးတဲ့နေရောဒုတိယဇနီးတဲ့ဖြစ်တဲ့ပိုးကြပြုခင်နဲ့ရော တကယ်ကိုမှစွမ်းဆောင်မှုအကောင်လွန်တဲ့အတွက်ငါဟဲ့အကိုထွန်းဆိုပြီးတော့ဂုံယူနေခဲ့ပါတယ်အကိုထွန်းကမိသားစုတိုးပွားရေးမျိုးပွားရေးမှာလည်းစွမ်းဆောင်မှုအကောင်လွန်သလိုစီးပွားရေးလုပ်ငန်းတွေမှာလည်းအကောင်ဆုံးလှုပ်ဆောင်နေတာကြောင့်ရတနာရွှေဆိုင်ပိုင်ရှင်တထေးကြီးပွဲကိုခံယူနိုင်ခဲ့ပါတယ်မကြခင်မှာဆိုရင်ပိုးကြဖြူခင်းတဲ့အကိုထွန်းတို့ကအမွာလေးတွေရဲ့မိဘနေရာကိုရောက်ရှိသွားကြတော့မှာဖြစ်ပါတယ် ပိုးကြပြုခင်ကတော့သားလေးစိန်ဦးအပါအဝင်အခုအမှားကိုဝင်ထဲမှာကလေး၃ယောက်ပဲမွေးဖွားခဲ့တာဖြစ်ပေမဲ့အခုထုံးရဲ့ကျေးဇူးတွေကြောင့်ကလေး၆ယောက်ရဲ့မိခင်ဘဝကိုခံယူနေခဲ့ရပါပြီ။ဒီမနေ့နဲ့အရန်ကိုအောင်မြင်နေတဲ့ဇလန်တွဲမင်းသမီးဘဝကိုဆွတ်လွတ်ပြီးတော့အခုလိုမျိုးကလေး၃ယောက်အဖေမုံဆိုးဖို့တထေကြီးကိုလက်ထပ်ခဲ့ပေမဲ့လည်းဒီမရဲ့ဘဝကတော့အင်မတန်တာယာနေခဲ့ရပါ။စမ်းသာကြွယ်ဝမှုတွေကိုပိုင်ဆိုင်ထားခဲ့သလိုသားသမီးယတနာများများစွာကိုလည်းပိုင်ဆိုင်ခွင့်ရနေပြီးတော့ကလေးများရဲ့မိခင်ဖြစ်ကုန်ယူစွာနဲ့ယက်တည်နိုင်ခဲ့ပါတယ်။အ လူဒါနတွေကိုလည်းအမြဲလိုလိုပြုလုပ်နေတတ်တဲ့ပိုးကြဖြူခင်တို့မိသားစုလေးကိုပရိသတ်တွေကလည်းလေးစားနေကြရပါတယ်။အခုဆိုရင်အကိုထွန်းရဲ့တက်ကြွစွာစ조사ပြီးတော့မျိုးအောင်ခဲ့ပြီဖြစ်တာကြောင့်အမွာကိုဝန်ကိုလည်းထားရပြီဖြစ်တဲ့မင်းသမီးကျော်ပိုးကြဖြူခင်ရဲ့ဘဝကိုပရိသတ်ကြီးတို့ရောအားကျနေပြီလို့ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။